အားလုံးပဲမင်္ဂလာပါခင်ဗျာအားလုံးပဲမင်္ဂလာပါငါတို့တို့ခုရောက်နေတာတောင်ကြီးမြို့အောင်တပြေနမြေကိုးထဲမှာရှိတဲ့နေရာကိုရောက်နေတာဖြစ်ပါတယ်ဒီနေရာတွေအကုန်လုံးကကြတော့အရန်ကိုตายရတယ်လုံးဝလူနေအင်ဂျီရဲ့အနီးကပ်ဆုံးသောလူနေအင်ဂျီတွေပဲပေါ့နော်အကုန်လုံးရက်ကွက်ထားမှာပဲရှိတယ်ဒီလိုမျိုးအနီးကပ်ဆုံးသောနေရာထဲမှာရေရမယ်မီးရမယ်ဆိုတဲ့နေရာမှာအစင်သင့်အိမ်ဆောက်ပြီးနေခြင်းတဲ့သူတွေအတွက်ကိုမြေကွက်လေးတွေပြပေးမှာဖြစ်ပါတယ် ဟုတ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ရောင်းတဲ့မြေခွက်တွေကတချို့မြေခွက်တွေကကြတော့အိမ်နေပါတွေမမြင်ရအောင်နည်းနည်းဝေးနေသလားမရှိဘူးလားဆိုပြီးတော့လူတွေကကြတော့စိုးရိမ်ကြတယ်အခုအခုရောင်းချပေးမဲ့မြေခွက်တွေကတော့တကက်ရက်ခွက်ထဲကရက်ခွက်မြေပဲเนาะအဲ့တော့ဒီနောက်မှာလည်းအိမ်တွေကိုတွေ့ရမယ်ပြီးတော့မီးတိုင်ကအစင်းနဲ့ရောက်ထားပြီပြီเนาะမီးတိုင်လည်းအစင်းနဲ့ရောက်ထားပြီဒီမှာရေရောရေရကြတော့အစိုးရပေးတဲ့ရေမီတာရမယ်အဲ့တော့ရောင်းချပေးမဲ့မြေခွက်တွေကတော့ ဒီနောက်မှာမြင်ရတဲ့မြေခွက်တွေပဲဖြစ်ပါတယ်အများကြီးတော့မရှိတော့ဘူးကျွန်တော်တို့ကိုးခွက်သေးကြံတော့မယ်နော်အဲ့တော့ကျွန်တော်တို့တွေတခွက်ချင်းစီတိုင်းတခွက်ချင်းစီတိုင်းကိုလိုက်ပြီးတော့မှပြပေးမှာဖြစ်ပါတယ်နောက်ကလိုက်ခဲ့ပါကဲဒီမှာနော်ဒီမှာလူနေအိမ်လေးတွေဒီမှာ sky net တွေပါနေနော်ဘောလုံးပွဲတွေပါကြည့်ကျင်နေရုပ်ရှင်တွေပါကြည့်ကျင်နေဆိုလဲအိမ်မှာကြည့်လို့ရအခုမီးလာနေရမလားဟာဒီအိမ်လေးမှာဒီမှာမီးလာနေရတယ်ဒီမှာကြာကြည့်လိုက်လား မီးလဲရပြီဒါအထက်မှာမီးစင်းနေနေရတာခချင်းမှာဆွဲလိုက်ရောဝင်မှာမီးမြင်ရလားလာလာလာအခုအခုညီတောင်းလိုက်မယ်အထဲတော့မအထဲတော့မဝင်တော့နော်ဝင်ရမှာဝင်လို့ရလားအော်နေလေစားတော့ဒီမှာပဲစားရတယ်အဲ့မှာနေလေစားလာစားပါနေလေစားလာစားပါနေပါနေအာရှယ်ပဲရှယ်ပဲခြံလေးမိုက်လိုက်လားဒီဒီလိုမျိုးအိမ်လေးစောက်လို့ရတယ်လို့ပြကြင်တာလဲပါတာပေါ့နော်နော်နော်အေးအေးဆေးပဲလုံးဝငိမ့်ကြတယ်အငိမ့်ပဲမီတာပေါင်းနဲ့မီတာပေါင်းနဲ့ ကဲဒီလိုမျိုးလေးစောင့်ပြီးတော့နေလို့ရပါတယ်တတရရအေးအေးစစ်စစ်လေးအေးအေးချမ်းချမ်းလေးပါဟုတ်ကျေးဇူးပါနော်ကိုကြီးဆိုအိုင်ဒီယာအရန်ကောင်းတယ်တွေ့လားအပင်အောက်မှာခုံတန်းလေးနဲ့ညာဘက်ကိုဒီမှာ AC ပဲကဲကွာဒီမှာမြေခွက်ဝယ်ပြီးစောင့်မဲ့လူတွေအတွက်အိုင်ဒီယာရပါလားကိုကျော်တို့ပြပြီးရင်ဒီမှာရေချိုးကန်းအိမ်သားပါလေရေချိုးတဲ့နေရာအိမ်သားတွေပါတခါလေလာပြလိုက်ဒီမှာဒီလိုလာပြလိုက်နောက်မှာသီးမင်စားပေးနေပါလေလှုပ်ထားတာဟာချစ်စရာလေးအာโอเคအဲ့တော့ မြေခွက်တွေကိုတကွက်ချင်းစီလိုက်ပြမယ်။ကိုကတော့အကွက်တွေကမထင်မထားလောက်အောင်ပဲမြင်မြတ်တက်တက်ရောင်းကုန်သွားတဲ့ခါကျတော့နေရာကောင်းတာကိုကွက်ပဲကျန်တော့တယ်။အဲ့တော့အဲ့ကိုကွက်လေးမျိုးတို့ပြပေးမယ်။အဲဘာလို့မြင်မြတ်တက်တက်ရောင်းကုန်သွားရလဲဆိုတော့ဒါကမြို့မြေပုံစံ105 106ထွက်ပြီးသားပေါ့နော်ပြီးတော့မီးလဲရပြီးပြီးရေလဲရမယ်ဆိုတဲ့ခါကျတော့လုံးဝအောင်အိမ်ဆောင်ပြီးစင်းနဲ့တက်နေုံပဲဖြစ်တဲ့အတွက်ကြောင့်မလို့အရန်အစဉ်ပြေးရနေရမလို့ရောင်းတွက်တယ်ပေါ့ဒီမှာရှိတဲ့မြေခွက်တွေထဲမှာနံပါတ်၈နဲ့နံပါတ်၉ကတော့ မြေကွက်အကျယ်ဝန်းကပိုကျယ်တဲ့အတွက်ကြောင့်မလို့တကွက်ကို280ပါ။ကြံတဲ့အကွက်တွေကတော့တကွက်ကို250ပါ။အဲ့ဒီထဲမှာမာသူတို့ကဒေါင်းပေးမဲ့300ရံခန်းလုံးချပီးရတယ်။ကြံတဲ့၄လောက်လည်းအရစ်ကြရအောင်မှဆိုတဲ့အခါကျတော့ဒီထက်တန်တဲ့မြေမရှိတော့ဘူးเนาะ။မြို့မြေ105 106လည်းရပြီသားပါ။နောက်သူကဟိုဘက်ချောင်းလေးလားမသိအဲ့လိုမျိုးရှိလို့။ချောင်းရှိလို့ချောင်းရှိလို့ပြင်ပြပေးမယ်เนาะ။ဒီအကွက်နံပါတ်၈အကွက်40 60ဒီနံပါတ်၈ကတော့3280ပါ။ တောင်ပေးမဲ့30ရာခိုင်နှုန်းချပြီးသွားပြီဆိုလို့ရှိရင်ကျန်တဲ့ငွေကိုလေးလအရေးကြလဲပေးလို့ရတဲ့ခါကျတော့အရေးကြလဲရရပေါ့နော်ဒီမှာပါနံပါတ်8ကွက်ငါချောင်းလေးသွားကြည့်မယ်အမိုက်တယ်မိုက်ရနော်ကိုအိုင်ဒီယာကောင်းရင်ကောင်းတော့ဒီနားမှာလေကားလေးအသက်စင်လေးလုပ်ပြီးတော့အောင်မနေလို့ရသေးတယ်အာဒါဆိုနေတိုင်းချောင်းထဲခုံချရေဆော့တယ်မှာတော့ ကဲအဲ့ဒါဆိုရင်ဘယ်ကွက်ရောင်းဖို့ကြံသေးလဲဒီနံပါတ်9နံပါတ်9ဟုတ်ပြီခြေတဲ့အကွက်နှစ်ကွက်တော့ပြလိုက်မယ်လေ280တဲ့နှစ်ကွက်ကိုအရင်ပြပေးမယ်နော်ဒါကအခုနံပါတ်8ကလည်း380ဒီမှာနံပါတ်9အကွက်ပါဒီနံပါတ်ဒီနံပါတ်9အကွက်ကကြတော့အောက်ဆုံးနည်းနည်းလေးတိုးပြီးပြပေးမလားကောကဲဒါ Golden Golden Land Real AC ကညီမလေးပါရောက်လာလေလားဒါအလဲမှာနေလိုက်ရောင်းလက်ဆောင်နဲ့နည်းနည်းပြောပြလိုက်တော့ရောက်ဒီမှာဒီနံပါတ်9အကွက်က လက်ဘကိုဘကကတော့မျက်နှာစာ40ပါရှင်အနောက်ကတော့80ရှိပါတယ်ဟိုတူကတော့ရောင်စီကတော့280ပါအဲ့တော့280ရှင်းနဲ့9နဲ့ပဲဟုတ်ကျွန်တော်ကိုနေက280စံနာရရော250ပါရှင်မျက်နှာစာ40ဘေးအရှေ့က80 85ပေါ့နော်မျက်နှာစာထိပ်ပိနောက်ပိတ်က40နဲ့ဘေးက80 85ဆိုရှည်သွားတာပေါ့ဟုတ်တယ်လည်းမပြည့်ဘူးဒါပေမဲ့တကွက်လည်းကြော်တယ်နှစ်ကွက်စာလောက်ရှိ ဟုတ်တယ်အဲ့တော့ဒါလေးက380ပါအဲ့တော့ခုနပြတဲ့40 60နံပါတ်8အကွက်ရဲ့ခုနံပါတ်9မျက်နှာစာ40ဘေးအရှိ80အကွက်ကကြတော့နံပါတ်9အကွက်ပါဒါလေးကလည်း380ပါရှင်ကျွန်တော်ရဲ့အမြင်အရပြောရင်တော့330တဲ့ပူရတာတော့ဝင်မလေးပါနဲ့အရာရာအားလုံးပူပြီးတော့မှအဆင်ပြေသွားတယ်လို့မြင်တယ်အဲ့တော့280တဲ့နံပါတ်9အကွက်ကိုပထမဦးဆုံးယူကြပါလို့ကျွန်တော် ပြောပြရစေဟုတ်တယ်ဒီဘက်အကွက်တွေကြာတော့ကွာဒီတန်းမှာဆိုနှစ်ကွက်ခွဲလိုက်တယ်လို့ဘေးရင်နှစ်အိမ်ကတ်သွားမှာပေါ့နော်ဒီနံပါတ်9ကကြာတော့ဒီဒီတစ်ခုလုံးကကိုကိုအကွက်ပဲတစ်ကွက်ထဲပဲဖြစ်သွားမှာနောက်ထိနောက်ထိရောက်သွားမှာကိုနောက်ချောင်းနာထိကိုချောင်းချောင်းဆက်နာထိရောက်သွားမှာပေါ့နော်ချောင်းနဲ့ကတ်မှာဆိုလို့နောက်ထပ်၅ဘေးထပ်ပို့ထားသေးတယ်တဲ့အဲ့တော့ချောင်းနဲ့လည်းလုံးဝကဲ့ရဲ့ကြီးမဖြစ်ဘူးချောင်းနဲ့လည်း၅ဘေးกว่าသေးတယ်အဲ့တော့ဒီနံပါတ်9အကွက်လေးလည်းအဲစဉ်းစားတင်တဲ့ထဲမှာပါတယ်နော် စဉ်းစားတဲ့နာမဟုတ်ယူကိုယူရမှာနံပါတ်9ကဟုတ်ပြီနောက်ထပ်ဘယ်အကွက်တွေရှိလဲညီမလေး7234ပါကဲဆန်းဆက်3ဆက်4ကိုကြည့်ရအောင်။အာဆန်းဆက်ကလည်းလုံအောင်ရှယ်ပဲ။ဆန်းဆက်ဆိုတော့တန်းထွက်ပြီပေါ့။ဆက်ဆက်ဆက်တွေပဲထွက်သွားလိမ့်။ဆန်းဆက်3ဆက်။ဆန်းဆက်ဆိုတော့တန်းထွက်ပြီပေါ့။ဆန်းဆက်ဆိုတော့တန်းထွက်ပြီကဲလား။ဘယ်ကွက်ကိုပါဖြစ်မလဲ။ဒီကွက်ကရောင်းလိုက်ပြီ။ဟဲ့လားဒါရောင်းလိုက်ပြီ။ဟုတ်ကဲ့ဆက်ဆက်တက်ကရောင်းလိုက်ပြီ။ဆက်ဆက်တက်ရောင်းလိုက်ပြီ။ ဟုတ်ပြီမာစက်တက်ကရောင်းပြီးသွားပြီလားရောင်းပြီးသွားပြီရောင်းပြီးသွားတိုင်ဖြုတ်လိုက်တော့သွားဆွဲလို့တိုင်ဖြုတ်လိုက်တော့ဒီအကွက်တရားတော့350ပဲဒါပေမဲ့ဒီနံပါတ်7အကွက်ဆိုလို့ရှိရင်လည်းမျက်နှာစာ40နောက်ကို40ဒါပေမဲ့ तू ကကြတော့ဘေးကို6455ဒီမှာဒီမျက်နှာစာ40နောက်ကို40အဲ့တော့40 60လို့ပဲထားပါတော့40 60တကွက်ကို350ဒါနံပါတ်7အကွက်နံပါတ်7အကွက်ကမြင်နေရတာဒီပြူမိုက်တယ်နော် မိုက်တယ်တော်တော်ကြိုက်တယ်တော်တော်မိုက်တယ်ကိုယ့်အနေထားတော်တော်မိုက်တယ်ရှာတတ်တယ်နော်ဟုတ်ပါဘူးကိုရန်လန်ညီမလေးတွေညီလေးတွေကပြီးရင်ဒီမှာတော့နံပါတ်73ကွက်က55 50ဆိုတော့50ပတ်လဲနံပါတ်73နဲ့74နဲ့ကတော့50ပတ်လဲစီပါဒါကလည်းသိန်း250ပါပဲအဲ့တော့73 74ကွက်လေးတွေပြပေးပါမယ်73 74ကသိန်း250 50ပတ်လဲလေးပါဒီဘက်မှာ အဓိကအထင်မြင်ွက်တည်းရဲ့အားသာချက်ကကြတော့ဒီချောင်းကပရင်ဘေးနားမှာရှိတယ်။ဒါမဲ့တော့ကျွန်တော်ပြောပြမယ်လူအားအဲ့ခါကျတော့အာမြေရောဟိုပြိုသွားနိုင်လားဘာလားညာလားဆိုပြီးစသဖြင့်အဲ့လိုမျိုးတော့ရှိတတ်တယ်ဗျာ။ဒါမဲ့အခုကျွန်တော်ကြည့်ရတော့လုံးဝကြောက်တာအမာဖြစ်တဲ့အတွက်ကြောင့်မလို့ခိုင်ခဲတဲ့မြေလို့တော့ကျွန်တော်မှတွေ့ရတယ်။အခု၁၄ခွက်ဆိုရင်လည်းညာဘက်မှာလည်းလူမရှိဘူး။အနောက်ဘက်မှာလည်းလူမရှိဘူး။ဘာလို့လဲဆိုတော့သူကထပ်ပြီးတော့မှမြေကွက်တွေထပ်ပေါ်လာပြီးတော့မှလူထက်နေမဲ့ဟာမျိုးမဟုတ်ဘူးကွာ။ဒီကအဲ့တော့ ဒီရှိနောက်ဘေးပတ်လဲကြကို့အပိုင်မဲဆိုတော့လုံးဝမိုက်တယ်အဲလိုက်14လဲမိုက်တယ်14လိုက်ပြန်နောက်ကလည်းထပ်ပြီးအင်းနေ channel ထက်တက်လာဖို့မရှိဘူးဒီဘေးကနေပြီးတော့လည်းအင်းနေ channel ထက်တက်လာဖို့မရှိဘူးအဲ့တော့ဒီတစ်ခွက်ဝင်လိုက်တယ်ဆိုလို့ရှိရင်ကို့ရဲ့ဘေးပြီမှာဘေးတွေနောက်တွေမှာဘာမှဟိုဟာမရှိဘူးဆိုတဲ့အခါကျအေးအေးဆေးဆေးဖြစ်တယ်ပေါ့နော်ဒီကနေပြီးတော့မှ3 4 6တွေရှိသေးရပေါ့နော်3 4 6 4ခွက် တခွက်နဲ့တခွက်ကတော့မြေကျဲဝမ်းမတူဘူးဒါပေမဲ့ဒါလေးအကုန်လုံးကလည်းသိန်း250ပဲမြန်တို့ခုရောက်နေတာကအကွက်နံပါတ်6မှာမျက်နှာစာ38အနောက်ရှင်းနောက်မျက်နှာစာ38ဘေးကို45စီဒီနံပါတ်5အကွက်ကကြတော့သူ့ရဲ့မြေနေရာကရှင်းနောက်မျက်နှာစာ60ဘေးက43 45စီဆိုရခါကြ40 60ပေါ့နော်40 60မြေပိုပဲပိုတယ်မလျော့ပါဘူးနံပါတ်5အကွက်လေးအဲ့တော့40 60ယူခြင်းနဲ့သူကကြတော့ဒီအကွက်လေးနံပါတ်5အကွက်ကလေးကိုယူ ဒါလည်း350ပဲ30000ခန်းနဲ့ထောက်ပေးမယ်ချာကျန်တဲ့ဟာကို၄လအရစ်ကြပေးဒီနံပါတ်၄ရဲ့မျက်နှာစာလေဒီတန်းမှာရှိရဲ့မြေကွက်တွေအကုန်လုံးထဲမှာမျက်နှာစာအကျယ်ဆုံးပဲ60ဒီနံပါတ်၄ကရှင်းမျက်နှာစာ60နောက်မျက်နှာစာ60သူကဘေးကိုလေတစ်ဖက်က50တစ်ဖက်က43အဲ့တော့40 60နေမကဘူး60 50ဝန်းကျင်ဖြစ်နေတယ်။နံပါတ်4အကွက်ဈေးကတော့350တူတူပဲ။အဲ့တော့ရှေ့ရှေ့နောက်မျက်နှာစာ ဘေးက50 43။မြေကြေရလေးကြိုက်တယ်ဆိုလို့ရှိရင်နံပါတ်4ရယ်နံပါတ်5ရယ်နံပါတ်7ရယ်နံပါတ်9ရယ်ကိုယူကိုကြောင့်မျိုးကိထိတ်ကပိတ်ပြောထား။ကိုကြိုက်တဲ့အကွက်တွေဒီနံပါတ်ဆိုလည်းကြိုက်တယ်။ကဲဟုတ်ပြီဗျာအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ကကြံပါသေးတယ်နေပါအောင်။အော်ကြံအော်ဒီ3တို့ကကြံသေး sorry sorry နေပါအောင်။ဟမ်သုံးအလှဆုံးဒီဘက်အကွက်တွေထမ်းမှာသုံးအလှဆုံး तू ကဟိုဘက်လို့ညီလို့ပေါ့ အနာကုန်ပေညီလို့ပေါ့သူကရှင်းမျက်နှာစာ90သူက90ပတ်လဲပေါ့နော်90ပတ်လဲရှင်းနောက်မျက်နှာစာ90ဘေးရရှင်းနောက်မျက်နှာစာ90ဘေးရ90 48ဆိုတော့90ပတ်လဲပေါ့90ပတ်လဲအကွက်အဲ့တော့ဟိုကပြောသလိုပဲညင်ညီတယ်နံပါတ်3ကွက်ကဒါလည်း350ပါပဲအဲ့ဒီတော့မြန်တို့ပြန်ပြီးတော့အပိတ်ကလေးပြောပြရမယ်ဆိုလို့ရှိရင်အခုမြန်တို့တော့ဟိုဘက်နေပြလာလို့လေ3 4 5 6 ဒီအကွက်တွေကတော့ရှေ့ရမျက်နှာစာတွေက50 60ဒီလိုအကွက်တွေကဒါမျက်နှာစာတွေက50 60တွေပေါ့နော်မျက်နှာစာကျယ်တယ်ဈေးကတော့သိန်း250ခုနပြခဲ့တဲ့ထဲမှာနံပါတ်8နဲ့9နဲ့ဟာသိန်း280ပြီးတော့7 23 24ကတော့သိန်း250အဲ့တော့ကိုဘယ်အကွက်ကြိုက်လဲဆိုတော့မျိုးတို့ခုတော့ရှောက်ပြခဲ့တယ်အဲ့ထဲမှာအဲရွေးလို့ရတယ်ပေါ့နော်ခုနပြောတဲ့ကိုကျော်ပြောခြင်းတဲ့ဟာလေးကိုဒီလမ်းအလဲလေးထွက်ပြီးပြောကြမယ်လေး ဟောလေးပြီးတော့အေးပြီးတော့ဒီနောက်တစ်ခုကိုကျွန်တော်ပြောချင်တာကျတော့ဒီမြေခွက်ကအာသာချက်ကလုံးဝအားလုံးမြေတညီတဲ့အပြန့်ပဲများသောအဖြစ်ကကျတော့ဟိုစောင်းနေတာတို့ဂုံတက်လေးတို့ဘာလို့ရှိရပါတော့အခုဒီ Golden Land Real Estate ကနေရောင်းပေးတဲ့မြေခွက်တွေအားလုံးကတပြေးညီပဲညီနေတယ်အဲ့ဒါကလည်းတကယ်ကိုအာသာချက်ပဲရေမတက်ဘူးအဲ့တော့မြေရန်ကောင်းတယ်မြေသားမာတယ်နော်အဲ့လိုမျိုးဆိုရဲခါကျတော့အိမ်ဆောက်မယ်ဆိုရင်လည်းခိုင်ခိုင်ခန့်ခန့်နဲ့ စောက်လို့ရတယ်ပေါ့နော်အခုမြန်တို့တို့ပြပေးသွားတယ်မြေကွက်လေးတွေကိုတေးတေးချာချာလေးမြင်လိုက်ရမယ်လို့မြန်တို့ထင်ပါတယ်အဲ့တော့ဒီမြေကွက်လေးတွေကိုကြည့်ပြီးတော့မှစိတ်ဝင်စားရဲဆိုလို့ရှိရင်လည်းဆက်သွယ်လို့ရပါတယ် Golden Land Real Estate ကညီမလေးရအောင်။ဘာများပြောချင်သေးလဲ။ဟုတ်ကဲ့ရှင်။အခုညီမလေးတို့ရောင်းချရတဲ့မြေကပေါ့နော်။မြို့မြေလေးဖြစ်တယ်။ပြီးရင်နေရာလည်းအရန်ကောင်းတယ်။အောင်တပီ၉ရက်ကွက်ထဲမှာဖြစ်တဲ့အတွက်ချက်ချင်းပဲအိမ်ဆောင်နေမလား။ဒါမှမဟုတ်ဝယ်ပြောပဲဥထားမလား။အကုန်လုံးအဆင်ပြေပါလေရှင်။ကဲ။အဲ့တော့ဒါပဲလား။ ဘာရဝင်အပိတာကိုဖိတ်ခေါ်ပါတယ်အဲ့လိုလေးပါပြောရမှာလေပြောလေပြောလေပြောလေဆက်ပြောလေဟုတ်ကဲ့ဟိုကတိတ်ပြီးတော့အတွေ့အကြုံမရှိသေးဘူးပါပြော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 ဟုတ်အဆနေကြပြောပါလားဟုတ်လာရဝင်အပိအဲ့ဒါဒီမှာငါကုန်ထဲမှာနော်ပြောပြောပြီးပြောပြီးပါညီမတို့ကိုရန်လန်းကိုလာရောက်ဝယ်ယူအပေးဖို့ဖိတ်ခေါ်ပါတယ်ရှင်။ကျေးဇူးအများကြီးတင်ပါတယ်ညီမလေး။အဲ့တော့ပိုင်ဆိုင်မှုခိုင်းပါတယ်။ရေမီအစုံနဲ့လေဒီခုံလို့ရမယ့်နေရာဖြစ်တဲ့အတွက်ကြောင့်မလို့ မြေချစ်တဲ့သူညီကိုမောင်နှမတွေမြေဝယ်ထားတဲ့ညီကိုမောင်နှမတွေတခါတည်းနေကျင်တဲ့ညီကိုမောင်နှမတွေအားလုံးတို့အထူးအထူးတင့်တော်တဲ့မြေတွေဖြစ်ကြအောင်ကျွန်တော်တို့တွေကနေပြီးတော့သတင်းကောင်းပိုင်းနဲ့ဒီဘလော့လေးကိုတင်ဆက်လိုက်ရပါတယ်ခင်ဗျာအားလုံးပဲနှုတ်ဆက်ပါတယ်ခင်ဗျာတဒါ